မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မတူပီမြို့သိမ်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ140တပ်ရင်းနဲ့ဘျူဟာစကမ်းကုန်းတို့မှာရှိတဲ့ကာကင်းများကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးတော့ကြံရှိနေတဲ့တပ်စခန်းနှစ်ခုကိုအပိသက်သိမ်းပိုက်နိုင်ရေးအတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ24ရက်နေ့ညနေပိုင်းက CNF CNA ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့များကစုခွာသွားပြီး တော့ချင်းကျင်အောင်ဆစ်စင်ရေးအနေနဲ့ငကိုမူလဆစ်စင်ရေးရည်မှန်းချက်အတိုင်းမတူပီမျိုးသိန်းတိုက်ပွဲကိုဆက်လက်ဆင်နွှဲလျက်ရှိရာခလာရ140နဲ့မတူပီဗျူဟာဂုံးတို့ကကာကင်းတချို့ကိုတိုက်ခိုက်သိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ကြံရှိနေသေးတဲ့ခလာရ140တိုက်ရင်နဲ့မတူပီဗျူဟာဂုံးတို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခတ်လျက်ရှိပြီးတော့မတူပီမျိုးနယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရေးအတွက်အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်။ခလာရ140နဲ့စစ်ဗျူဟာနဲ့နေရာသိမ့်ဖို့ကြံပါသေးတယ်။ တိုက်ပွဲပြင်းထန်နေသေးပါအခုလက်ရှိကကာကင်းစခန်းတွေပဲတိမ့်ပတ်ရရှိပါသေးတယ်အခုဆက်လက်ပြီးတော့တိုက်ပွဲတွေဆက်လက်ဆင်နွှဲနေပါတယ်စစ်စင်ရေးကိုဥဆောင်ပြီးတော့ပြုတ်လုပ်တဲ့ချင်းကြီးနောင် CB နဲ့မဟာမိတ်တွေရဲ့လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့အခြားထောက်ပံ့ရေးကိစ္စတွေကိုတက်တက်ကြွကြွဆက်လက်ပြီးတော့ပါဝင်ပေးကြဖို့မိမပြည်သူတွေကိုမြစ်တာရက်ခံနေပါတယ်လို့ချင်းညီနောင်စစ်စင်ရေးတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကအကြံဘတ်စစ်ကောင်စီရဲ့မတူပီအခြေစားခမရ304တရင်ကိုအပိသက်သိမ့်ယူနိုင်ခဲ့ပြီးတော့အကြံဘတ်စေကောင်စီရဲ့မတူပီအခြေဆိုင်ခလာရ140တရင်နဲ့မတူပီဗျူဟာဂုံးတို့ကိုသိမ့်ယူနိုင်ရဲ့အတွက်ကျိုးပန်းနေတဲ့အချိန်မှာ CNF CNA ဥဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့များက ချင်းကြီးနောင်နဲ့မဟာမိတ်များအားအလစ်အငိုက်လာရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့်စစ်စင်ရေးနှောင့်နှဲမှုများကြုံတွေ့ခဲ့ရတယ်လို့ချင်းကြီးနောင်ကထုတ်ပြန်ထားပါတယ်။ CNF CNA ဥဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့များက၎င်းတို့စခန်းချတပ်ဆွဲခဲ့တယ်။ငလိုင်နဲ့ဖနိုင်ကြားတောင်ကျောအနီးတစ်ဝိုက်မှာမြေမြုံမိုင်းများအများပြားမြုပ်နှံထားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မတူပီမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့အဲ့ဒီနေရာများကိုဖျက်ဆီးသွားလာခြင်းများမပြုလုပ်ကြရနဲ့။ အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများကို အထူးသတိပြုကြရန်အတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇွန်လ25ရက်နေ့မနက်7:00နာရီကစပြီးတော့စစ်ကောင်စီနဲ့ TNL မိုးကုတ်ဗျူဟာ PDF ပူးပေါင်းအဖွဲ့တို့ပြစ်ခတ်နေတဲ့တိုက်ပွဲဟာညနေပိုင်းမှာပြစ်ခတ်မှုတွေပုံမပြင်းထန်လာပြီးတော့ည9:00နာရီကမှနှစ်ဖက်ပြစ်ခတ်ရက်စဲသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းဒေါ်နန်းကြည်တောင်အနောက်ဘက် ဘာကကြေးရွာကစစ်ကောင်းစီတပ်စခန်းကို TNLA နဲ့ ူပေါင်းမောကုတ်မဟာဗျူဟာတက်ရင်၄ရင်းဖြစ်တယ်တင်းနဲ့နဲ့တက်တင်းနဲ့နဲ့နှဲတင်းနဲ့နဲ့သုံးနဲ့တင်းနဲ့နဲ့၄ဘက်ကအင်အား၄00ကျော်အ ਨੇ ဆုံးစစ်ကြောင်း၂ကြောင်းခွဲပြီးတော့စတင်ပြက်ခတ်ရာအပြန်လန်တိုက်ပွဲဖြစ်ပွားနေခဲ့တယ်လို့သိရပါတယ်ညနေပိုင်းမှာတော့စစ်ကောင်စီဘက်ကလက်နက်ကြီးအပါအဝင်အတွဲလိုက်ဒုံးပစ်ခတ်မှုတွေပါရှိလာတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်ညနေ6:20မိနစ်လောက်ကစစ်ကောင်စီဘက်ကပစ်ခတ်လိုက်တဲ့လက်နက်တစ်ခု၄ဘုံမာတင်ပောက်ကွဲခဲ့ပုံကိုဒေသခံအမျိုးသမီးတအူးကပြစ်မှတ်ကိုမရောက်ခင်၄ဘုံမာတင်မိဘန်းလိုမျိုး ဖြွာပြီးတော့ကွဲသွားတာထွက်သွားတဲ့မိစားကအယမ်းမြန်နဲ့တဝက်လောက်မှာအငွေ့ပဲမြင်လိုက်ရတယ်လို့ပြောပြခဲ့ပါဗါးဒေါ်နန်းကြည်တောင်အနောက်ဘက်ကတနေကုန်ပြစ်ခတ်မှုဖြစ်ပွားနေတဲ့အချိန်မိုးကုံမြို့ထဲမှာစစ်ကောင်စီတွေပတ်နေခဲ့တယ်လို့သိရပါဗါးည9နာရီထိုးကနီးမှာတော့နှစ်ဖက်စလုံးအပြစ်ရက်သွားတယ်လို့ဆိုပါဗါးမိုးကုံဒေသခံတွေကတော့တိုက်ပွဲဟာမိုးကုံမြို့အနောက်ပိုင်းမှာဖြစ်ခဲ့တာဆိုပေမဲ့ အရှိပိုင်းကဒေသခံပြည်သူတွေအနေနဲ့လဲစိုးရိမ်ဖိတ်လန့်နေရတယ်လို့အခုရက်သွားတာဟာတိုက်ပွဲပြီးသွားတာမဖြစ်နိုင်သေးတာကြောင့်ဘယ်ပြေးရမှန်းမသိလို့လုံခြုံရေးအတွက်စိုးရိမ်နေရတယ်လို့ဆိုပါတယ်ဒီကနေ့မနက်ပိုင်းမိုးကုတ်မှာပြစ်ခတ်မှုစတင်ချိန်မှာပဲမိုးကုတ်မန္တလေးလမ်းမကြီးပေါ်ကချောင်းကြီးတရာမိုင်းခွဲဖြက်စီးခံလိုက်ရတယ်လို့မရီယာမှာလဲတိုက်ပွဲဖြစ်ပွားခဲ့လို့ ကားတွေအထူးသဖြင့်ကုန်ကားကြီးတွေသွာလာလို့မရသေးဘူးလို့သိရပါတယ်။ဇွန်လ25ရက်နေ့တရက်ထဲမှာပဲမန္တလေးတိုင်းအတွင်းကမိုးကုတ်နဲ့မရီယာမြို့ရဲ့အပြင်ရှမ်းမြောက်မိုးမိတ်ကြောင်ပဲနောင်ချိုရုံမှာစေကောင်းစီနဲ့တိုင်းသားလက်နက်ကိုင်းနဲ့ပူးပေါင်း PDF ဒနုတော်လိုင်းရဲတပ်ဦး DPLF တို့ကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံခရိုင်မှာ24ရက်ကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအယောက်40ထက်မနည်းတေဆုံးပြီးဗုံးမူးတအုပ်အပါအဝင်9ဦးကိုအရှင်ဖမ်းမိကတနက်22လနဲ့ခရိုင်များကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ2ရက်နေ့ကနေ25ရက်နေ့အထိမြင်းကြံခရိုင်အတွင်းမှာလှည့်လည်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲစုစုပေါင်းဆက်နဲ့ကျိန်နဲ့အထက်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်40ထက်မနည်းသေဆုံးကဗိုလ်မှူးအဆင့်ရှိတဲ့သူတအူးအပါအဝင်၅ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအုံပြုတဲ့ RPG 7လက်နက်ကြီးတစ်လက်၊ငကြင်းမီဆက်လက်တစ်လက်၊45မမစိန်ပြောင်းတစ်လက်၊ MA1 တနက်၄လက်၊ MA2 တနက်တစ်လက်၊ MA3 တနက်၄လက်၊ G3 တနက်၅လက်၊ UZ တနက်၂လက် MA5 ပစ္စတိုနှစ်လက်ကြီမျိုးစုံအတောင့်3000ကျော်နဲ့အခြားသောခရိုင်ပစ္စည်းပေါင်းများစွာကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်၄တပ်ရင်းနထိုးကြီး PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF မြင်းကြံမြို့နယ်ပကဖနထိုးကြီးမြို့နယ်ပကဖတရအူးမြို့နယ်ပကဖမြင်းကြံခရိုင် drone တပ်ဖွဲ့နဲ့မြင်းကြံခရိုင်အတွင်းမှာရှိတဲ့အခြားသောမဟာမိတ်တပ်ဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ဝေသာလီကျေးရွာမှာရှိတဲ့ WFP ဂူရောင်ကိုအကြမ်းဖက်စစ်တပ်ကမိရှုဖျက်ဆီးပြီးတော့ပြည်စည်းများကိုတည်ယူကခံစစ်ပြင်းနေတဲ့ဗီဒီယိုမှတ်တမ်းကိုရခိုင်တပ်တော် AA ကဇော်လ25ရက်နေ့မှာထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ22ရက်နေ့ညနေ9:00ခန်းကမောင်တော်မြို့နယ်ဝေသာလီကျေးရွာမှာရှိတဲ့ WFP ရုံးနဲ့လူနေအိမ်တချို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့၎င်းတို့ရဲ့လက်အောက်ခံများက WFP ဂိုဒေါင်နဲ့လူနေအိမ်တချို့ကိုမိရှုပ်ဖျက်ဆီးက WFP ဂိုဒေါင်အတွင်းကဘီလက်မြေလို့ယူဆရတဲ့အထုပ်များကိုတည်ယူကခရိုင်ကျေးလက်ရုံးမှာခံစစ်ပြင်နေခဲ့ကြောင်း ရခိုင်တပ်တော် AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီ WFP 9တောင်မှာလူဦးရေ6400အထက်တလားစာဖူလုံစီမယ်အရေးပေါ်ကယ်ဆယ်ရေးရိတ်ခါများစုစုပေါင်း1185 metric တန်ကိုတိုးလောင်ထားတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတိုးမြင့်လာတဲ့ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများဟာမေလနောက်ပိုင်းကစပြီးတော့မောင်တော်တိုးလောင်ယုံထမ်းကိုတွားရောက်နိုင်ခြင်းမရှိကြောင်း WFP ရုံးကထုတ်ပြန်ထားပါတယ်။ရန်ကုန်မြို့ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP အနေနဲ့ ်လွန်ခဲ့တဲ့စနေနေ့ကဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တုံးမြို့မှာရှိတဲ့ WFP ရဲ့တူလောင်ယုံအားဖောက်ထွင်းလူရဲချင်းနဲ့မိရှို့ချင်းလောက်ရများကိုပြင်းထန်စွာရှုံချကြောင်းအဲ့ဒီအဖြစ်ပြက်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်များကိုလည်း WFP က ဆက်လက်ပြီးတော့စူဆောင်းချက်ရှိကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ WFP ကမြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့ပြိပခဒဏ်ခံစားနေရတဲ့သူများကိုအရေးပေါ်အသက်ကယ်ဆယ်ရေးစားနပ်ရိက္ခာများကုညီထောက်ပံ့ပေးလျက်ရှိရာအခုနှစ်မှာလူဦးရေတသန်းနီးပါးခန့်ကိုကုညီထောက်ပံ့ပေးခဲ့ပြီလို့သိရပါတယ်။ မောင်တော်မြို့မှာရှိတဲ့စားနေရိတ်ခါနဲ့အခြားကုန်ပစ္စည်းများကိုလူယူခြင်းနဲ့လူသားချင်းစာနာမှုဆိုင်ရာအဆောက်အဦများကိုဖျက်ဆီးခြင်းဟာ WFP ရဲ့ကုင္ကြီးထောက်ပံ့ရေးချိုးပန်းမှုများကိုထိခိုက်ပြတ်ရွံ့စေတယ်လို့ WFP ကပြောဆိုထားပါတယ်။အဲ့ဒီလုံရက်များကိုချက်ချင်းရပ်တန့်ရမှာဖြစ်ပြီးတော့ပြည်ပခမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အများအားလုံးအနေနဲ့အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာဥပဒေပါတော်ဝတရားများကိုလိုက်နာကြရန် WFP ကတောင်းဆိုထားပြီးတော့၎င်းတို့အနေနဲ့ ်လူသားချင်းစာနာမှုဆိုင်ရာအထောက်ပံ့ပစ္စည်းများနဲ့အဆောက်အဦများကိုလေးစားပြီးတော့ကာကွယ်စောင့်ချောက်ရမှာဖြစ်ပြီးအခုအညီအရေးတကြီးလိုအပ်သူများထံကိုအရေးပေါ်ကယ်ဆယ်ရေးအကူအညီများကိုဘေးကင်းလုံခြုံစွာအတားအဆီးမရှိသွားရောက်ပြီးတော့ပေးအပ်ခွင့်ရနိုင်စေရန်လှုံ့ဆော်အောင်မှာဖြစ်တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြင်းမှုမျိုးပေါ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ကင်းလေကားများကိုမိုင်းဆွဲတိုက်ခတ်ရာကားနှစ်စီးထိခိုက်ပျက်စီးပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့မနက်9:08မိနစ်အချိန်မှာမြင်းမှုမျိုးပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားအင်အားအပြည့်လိုက်ပါလာတဲ့ကင်းလေကား၄စီးတဲကနှစ်စီးကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရာပထမကားဟာကားအနောက်ချမ်းကိုထိပြီးတော့ဒုတိယကားဟာ ကားခေါင်းပိုင်းကိုထိမှန်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်ဆက်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့အရေးအတွက်ကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကအရသာပြည်သူများကိုနေ့စဉ်နဲ့အမျှဖမ်းဆီးနှိပ်စက်နေခြင်းများကိုလက်မခံနိုင်တဲ့အတွက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူလူထုထိခိုက်မှုမရှိစေရန်စနစ်တကျစီစဉ်လှုံ့ဆော်ခဲ့ကြောင်း Dog Killers People Defense Force မြင်းမှု DKPDF MMU တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Dog Killers People Defense Force မြင်းမှု DKPDF MMU ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်သားတွေဘက်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လဲပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲပဲခူးတိုင်းအုပ်ဖုံမြို့နယ်ဝိုင်းစစ်တပ်စခန်းကထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းချိုးပင်ကောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံကသိရပါဗျ။ဇွန်လ23ရက်နေ့မွန်းတက်ဆန်နန္ဒာရီကန်ကအုပ်ဖို့မြို့နယ်ဝိုင်းစစ်တပ်စခန်းကအင်အား30ခန်းနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုအုပ်ဖို့မြို့နယ်ချိုးပင်ကောင်းမြို့နယ်အဆက်ဖိုးတမန်ဂုံရွာနယ်ညောင်ပင်အိုင်ရွာကြားမှာမိုင်းဆွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုအတိအကျသိရှိနိုင်မှုအတွက်စုံစမ်းနေဆဲပြစ်ထည်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုတာအိုရီခရိုင်တိုင်ရင်383ညနှင့်တက်ခွဲတဲ့ Dragon Brothers GBK ကျောပင်ငါးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင် PDF ရဲဘော်များအထူးကမ်းရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စီကုံတဲ့အသင်းဝင်ကမ္ပဏီများကိုအမည်ပြစရင်သွင်းကြောင်းစစ်ကောင်စီကဇွန်လ25ရက်နေ့မှာထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမည်ပြစရင်အသွင်းခံရတဲ့ကုမ္ပဏီအများစုပိုင်ရှင်များဟာအာနာသိန်းစက်တပ်ကိုထောက်ပံ့နေတဲ့သူများဖြစ်တယ်လို့စီကုံတဲ့အသင်းနဲ့နှိစက်တဲ့လူတွေကပြောဆိုကြပါရယ် စားအုံးစီတင်သွင်းရမှာမတမာမှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့ကုမ္ပဏီ၈ခုကိုဇွန်လ24ရက်နေ့ကအမည်မဲဆိုင် Blacklist ထည့်သွင်းတတ်မှတ်ခဲ့တယ်လို့စစ်ကောင်စီရဲ့ယင်းဒီမြုံနံမှုနဲ့ကုမ္ပဏီများညွှန်ကြားရေးဦးစီးဌာနကပြောဆိုခဲ့ပါတယ်စစ်ကောင်စီကအမည်ပြက်ဆိုင်တွင်းလိုက်တဲ့စီကုမ္ပဏီများဟာ AR Henda Company, First Stop Edible Wild Company, Diamond Dragon Company, Six Winner Brothers Company, တိမ့်တန်းရတနာ Company, Joel Aero Company, Agri One Company နဲ့ Grand Unity Company တို့ဖြစ်တယ်လို့သိရပါဗျ။အခု Blacklist တွင်ခံရတဲ့အားလုံးနီးပါးကစီကုံတဲ့လုပ်ငန်းရှင်အသင်းကပဲဇော်ဝင်းရှင်တို့ဦးမြင့်ကျူတို့ company တွေပါတယ်။သူတို့တွေကစစ်ကောင်စီရဲ့ COVID လှူဒန်းရေးတွေမှာလဲဥအောင်လှူခဲ့တဲ့သူတွေမဟာဝိဇ္ဇာဆိုလဲသူတို့ဥအောင်လှူခဲ့တာပဲ။အဲ့ဒီတုန်းကအကျိုးအမြတ်ကတော့ဗဟိုဘဏ်ကထုတ်ရောင်းတဲ့ဒေါ်လာတွေသူတို့ရခဲ့တယ်လို့စီကုံတဲ့အသင်းနဲ့နှိစက်တဲ့သူတွေကပြောပါတယ်။ စီစိမ့်မြင့်တက်မှုကြောင့်အရင်နှစ်ကဩဂတ်လ30ရက်နေ့မှာစီလုံငန်းရှင်ဥက္ကဋ္ဌဦးဆန်းလင်းစီကုံတဲ့ကြီးများဖြစ်ကြတဲ့ဦးအေးစိန်နဲ့ဦးမြင့်ကျူးဦးဝံထိုင်ဦးထွန်းထွန်းဝင်းတို့ကိုစစ်ကောင်စီကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။သို့တော့ဖမ်းဆီးခဲ့တဲ့စီလုံငန်းရှင်များကိုပြန်လွတ်ပေးခဲ့ပြီးတော့၎င်းတို့တတ်မှတ်တဲ့ ဈေးနှုန်းအတိုင်းသာရောင်းချရန်စစ်ကောင်စီကတတ်မှတ်ခဲ့တယ်လို့သိရပါဗျ။အခုလပိုင်းမှာငွေကြက်တန်ဖိုးကျဆင်းမှုနဲ့အတူစားအုပ်စီဈေးနှုန်းများမြင့်တက်လာပြီးတော့ပြင်ပဈေးကွက်မှာစားအုပ်စီတပိတ်သားကိုတထောင်ကျော်ရှိလာတယ်လို့သိရပါဗျ။စစ်ကောင်စီကတော့တပိတ်သားကို9800ကျပ်နှုန်းနဲ့တတ်မှတ်ထားတော့လဲစီ90ကျပ်သားရရှိဖို့အတွက်ကိုပြည်သူများဟာတန်းစီပြီးတော့အလဲကျစနစ်နဲ့ရယူနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်သည်ကိုမဝင်မနေရစနစ်နဲ့ခေါ်ယူထားတဲ့အရဲသားများရဲ့တတိယအတုပ်စစ်တင်တဲ့အစပြုတဲ့နေ့မှာတောင်းတက်မတော် TNL ကလည်း1027စစ်စင်ရေးဒုတိယလိုင်းကိုစတင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့ဟာစစ်သည်မဝင်မနေရစနစ်နဲ့ခေါ်ယူထားတဲ့အရဲသားများရဲ့တတိယအတုပ်စစ်တင်တဲ့စတဲ့နေ့ဖြစ်ပြီးတော့တောင်းတက်မတော် TNL ရဲ့1027စစ်စင်ရေးဒုတိယလိုင်းစတင်တဲ့နေ့လည်းဖြစ်တယ်လို့သိရပါဗျာ။ ချိမ့်ချောက်စုဆောင်ပြီးတော့ရလာတဲ့စစ်သားတဲ့များကိုနိုင်ငံအနှံ့ကစစ်တင်တန်းအကြောင်းများကိုပို့ဆောင်ကပြုလုပ်မဲ့တင်တန်းအပတ်စဉ်၃မှာလူငယ်9000ကိုစစ်တင်တန်းပေးမှဖြစ်ပြီးတော့ရှမ်းမြောက်နဲ့မန္တလေးမှာလည်းယာနဲ့ချီတဲ့တပ်သားတဲ့များရဲ့စစ်တင်တန်းကိုစတင်ခဲ့တယ်လို့သိရပါဗျ။ရှမ်းမြောက်ကစစ်တင်တန်းကိုဇွန်လ25ရက်နေ့မနက်ပိုင်းမှာလာရှုပ်ခရိုင် တန်ရမ်းမြို့နယ်အတွင်းမှာရှိတဲ့အမှတ်၈တန်းမြက်စစ်လေကျင်းရေးအကြောင်းမှာဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်တင်တဲ့နေရာဟာ TNL ထိုးစစ်ဆင်နေတဲ့ကြောင်မဲမြို့နယ်9နာရီခန့်သာကွာတယ်။ကားလန်ခရီးမှာတည်ရှိတယ်လို့သိရပါတယ်။ TNL ကရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ဝင်းကျင်နောင်ချိုမြို့နယ်အုံမတိအုံမခါကျေးရွာများအနီးမှာစစ်ကောင်စီကိုထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။အလားတူပဲမန္တလေးတိုင်းရမဲသိန်းမြို့နယ်အမှတ်3စစ်အခြေခံလက်ကျင်ရေးတန်တန်းကျောင်းမှာတန်တန်းစတင်တာနဲ့ TNL ကမန္တလေးတိုင်းမိုးကုတ်မြို့ ညောင်ကုန်းကျေးရွာအနီးမတရားမြို့နယ်အရှိပိုင်းကစစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေတယ်လို့သိရပါဗျ။စစ်သားတဲ့စုဆောင်ခံနေရသူများတက်ရောက်တယ်ပထမအထုပ်နဲ့ဒုတိယအထုပ်စစ်တင်နှန်းများကိုအေပီလာနဲ့မေလာတို့မှာဖွင့်လှစ်ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။စစ်မှုမထမ်းမနေရဥပဒေကြောင့်စစ်ထဲဝင်လိုက်ရတဲ့ပထမအထုပ်စစ်တင်နှန်းစဉ်တပ်သားတဲ့9000ကျော်ဟာအခုလကုန်မှာတင်နှန်းပြီးဆုံးမှဖြစ်ပြီးတော့မကြမီမှာ တပ်ဆိုင်ရာတပ်စခန်းများစီကိုစေလွတ်တောင်းဝင်ထမ်းဆောင်ခိုင်းတော့မယ်လို့သတင်းဌာနများကရေးသားထားပါတယ်။သို့သောစုဆောင်းခံထားရတဲ့သူများလှုပ်ဆောင်ရမယ်တာဝန်များနဲ့ပတ်သက်ပြီးတော့တပ်ဆိုင်ရာတပ်မှုများကဆုံးဖြတ်မယ်လို့စစ်တပ်သတင်းအရင်းတွေကပြောကြားထားပါတယ်။ဒေသအသီးသီးမှရှိတဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်နေအိမ်များကိုမိရှုံမှုကျူးလွန်နေတဲ့စစ်ကောင်စီတပ်ထဲကိုဝင်ရောက်ရမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်လူငယ်အများအပြားဟာနေရက်ကိုစွန့်ခွာပြီးတော့တိတ်ရှောင်နေကြရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ